ချင်းထောင်ထပ်ဆိုးတယ်စစ်တပ်ကအချင်းထောင်ထပ်ဆိုးတယ်ပိတ်လောင်ထားတယ်ဖမ်းသွားတယ်ဘယ်သူမှမတွေ့ခွင့်မရအောင်မိသားစုနဲ့အဆက်အသွယ်မရအောင်အဲ့လိုနေခဲ့ရတယ်ပေါ့ပါတယ်သူ့နာမည်ကကိုအောင်ကိုထွေး1992ခုနှစ်ဇန်နဝါရီလတရက်နေ့မှာမွေးတယ်2005ခုနှစ်အောက်တိုဘာလမှာရန်ကုန်ပူတာကြီးမှာစစ်သားအဖြစ်စုဆောင်းခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာသူ့အသက်က14နှစ်ကျော်ပဲရှိပါသေးတယ်။ တက်သားစုဆောင်ရေးစခန်းတွေလေ့ကျင့်ရေးစခန်းတွေနယ်မြေလုံခြုံရေးတာဝန်တွေထမ်းဆောင်ခဲ့ရပြီးလူသက်မှုနဲ့လာရှုနဲ့မန္တလေးအချင်းထောင်တွေမှာထောင်ကျပြီး၁၂နှစ်နီးပါးကြာမှနေအိမ်ကိုပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ ွန်ခဲ့တဲ့2015ခုနှစ်သတင်းကြွကြောင်းပိတ်ရမှာအိမ်အနီးနားကအသက်20ကျော်အရွယ်အကိုတယောက်ကနေပြည်တော်ကအဖွားတွေအိမ်ကိုသွားလဲဖို့ကိုအောင်ကိုထွေးကို အဖို့ခေါ်ခဲ့တာကြောင့်မိသားစုတွေကထည့်ပေးလိုက်ပါတယ်နေပြည်တော်ကနေပြန်အလာရန်ကုန်ဘူတာကြီးမှာတက်ကြက်ကြီးတဦးကသူတို့နှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ အတူဖန်းခံရတဲ့အင်းကြီးချင်းအကိုကအပေါ်သွားမယ်လို့ပြောပြီးထွက်ပြေးလွတ်မြောက်သွားတာကြောင့်သူတဦးတည်းမင်္ဂလာတုံတပ်သားစုဆောင်ရေးစခန်းကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်မင်္ဂလာတုံ စစ်သားစုဆောင်ရေးစခန်းကိုရောက်တဲ့အခါမှာဗိုလ်ကြီးတဦးကို တက်ချက်ကြီးကအဓမ္မခေါ်ဆောင်လာခဲ့တာဖြစ်တဲ့အကြောင်းပြောပြတဲ့အခါမှာဗိုလ်ကြီးကခေါ်ဆောင်လာတဲ့တက်ချက်ကြီးကိုကိုအောင်ကိုထွေးကို နေအိမ်ပြန်ပို့ခိုင်းခဲ့ပါတယ်ဒီကလေးကိုပြန်ပို့ပေးလိုက်ဆိုသူနဲ့ပြန်ထည့်ပေးလိုက်တာထည့်ပေးလိုက်တော့မင်္ဂလာတော့ စစ်ပစ္စည်းရောင်းတဲ့ဈေးမှာကျွန်တော်တသိန်းနဲ့ရောင်းစားပလိုက်တယ်။နောက်တစ်ယောက်ကိုအဲ့ဒီကနေမန္တလေးစစ်သားစုဆောင်ရေးစခန်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။သူ့ဘဝရဲ့ဆူဆူဝါဝါဖြတ်ခဲ့ရတဲ့နေ့ရက်တွေထဲမှာမန္တလေးစုဆောင်ရေးစခန်းမှာနှစ်လတာနေခဲ့ရတဲ့ရက်တွေပါတယ်လို့ကိုအောင်ကိုထွေးကပြောပြပါတယ်။စုဆောင်ထားတဲ့လူတွေအားလုံးဘားရိုက်ကြီးထဲမှာပြည့်ကျက်ညံ့နေတာပဲ။အထက်ထဲမှာအကုန်ပိတ်ထားတာ တလိမ့်ဆန်နေထဲ့သလိုထဲ့တာလားထဲ့တယ်အကုန်လုံးအလုံးပိတ်ထားတာပေ50 60လောက်ရှိမှာပေါ့နော်ပေ50လောက်ရှိမှာပေါ့အဲ့လိုပေ50လောက်ရှိမှာလူ100 150လောက်နေရထဲ့တယ်မှာတအားချင်းလူတွေကလည်းအများကြီးပဲပြီးတော့အထက်ထဲမှာမိန်လာလည်းမရှိဘူးမမလည်းလုံမပေးထားဘူးအပြင်ထွက်မယ်ဆိုရင်အားလုံးတကူလုံးနှိချုပ်ပြီးတော့အပြင်ထွက်ခိုင်းတာထွက်ပြီးမှဆိုလို့ ေါ်ပါသွားမယ်ဆိုရင်တကောလုံးနှိချုပ်ပြီးတော့အပြင်ကိုထွက်ခိုင်းတယ်။ဟဲ့လို့မန္တလေးစုဆောင်ရေးစခန်းမှာတော့ညဘက်သကောင်းရဲ့အချိန်တွေလောက်မှာအလုံးပိတ်ကားတွေနဲ့ခေါ်ဆောင်ပြီးတက်တွေချခိုင်းတယ်လို့ပြောပါတယ်။မန္တလေးစုဆောင်ရေးစခန်းမှာနှစ်လကြာပြီးတဲ့နောက်မုံရွာလေးကျင်ကြီးအကြောင်းကိုရောက်ခဲ့ပါတယ်။အဲ့ဒီမှာလေးလခွဲတင်တန်းတက်ပြီးတဲ့နောက်လောက်ကင်က ခမရ322ချီမြန်တက်ရင်းမှာတာဝန်ကျခဲ့တာပါ။ သူ့လောက်ကင်ကိုရောက်ခဲ့တဲ့2006ခုနှစ်လောက်မှာတိုက်ပွဲတွေမရှိတာကြောင့်နယ်မြေလုံးကျုံကြီးတာဝန်သားရှိခဲ့ပြီးမုံကိုမုံပေါ်ချင်းရွှေဟော်ဟိုပန်စတဲ့နေရာတွေကိုလှည့်လည်သွားလာခဲ့ရပြီးရှမ်းပြည်နယ်မှာ တနှစ်နှီးပါးကြာခဲ့တယ်လို့ဆိုပါတယ်ကိုအောင်ကိုထွေးရဲ့ရီမန်းချက်ကစစ်သားတယောက်ဖြစ်ဖို့မဟုတ်ပဲဆရာဝန်တယောက်ဖြစ်ချင်ခဲ့တာမို့ကျောင်းပညာဆက်လက်သင်ကြားဖို့တက်မတော်ကရောက်တဲ့နေရာတိုင်းမှာခွင့်တောင်းတဲ့အခါလောက်ကင်ခမရ322ကခွင့်ပြုခဲ့ပါတယ်။ ဒီလိုနဲ့လာရှုမျိုးကတမတော်သားတွေကိုပညာသင်ပေးတဲ့အကြောင်းမှာကောင်းကိုထွေးတက်ခွင့်ရခဲ့ပါတယ်။ကျောင်းပညာဆက်လက်သင်ကြားခွင့်ရပေမဲ့ဒါဟာသူ့ဘဝရဲ့ကောင်းတဲ့အပြောင်းလဲဖြစ်မလာခဲ့ပါဘူး။တမတော်သားတွေကိုကျောင်းပြန်သင်ပေးတဲ့ပညာပြန်သင်ပေးတဲ့အကြောင်းရောက်သွားတယ်။ရောက်သွားတဲ့အချိန်ကျတော့စာမသင်ဘူး။မိုးလင်းလာတဲ့ဖော်ကားစစ်ကား305စီရှေ့မှာထိုးပြီးတော့တိုင်းမှုရဲ့လောအားပေးဆိုပြီးတော့ကျွဲလို့နွားလို့ခိုင်းတယ်။ကျန်နေစိုက်ခိုင်းတယ်။ ပြောင်းနေစိုက်ခိုင်းတယ်ကြံနေခုတ်ခိုင်းတယ်အဲ့ဒီအလုပ်တွေပဲလုပ်ရတယ်စားမတင်ပေးဘူးပြန်လာတော့စားစရာမရှိဘူးဘာမှမကြံအဲ့ဒီအချိန်မှာကျွန်တော်တက်ကန်ရထွက်ပြေးတယ်တက်ကနေထွက်ပြေးတဲ့အခါလမ်းမှာဆိုင်ကယ်တစ်စီးကိုလူရင်အတူထွက်ပြေးလာတဲ့သူ၃ဦးတည်းကတဦးကဆိုင်ကယ်သမားကိုလဲပင်းညှက်တက်ခဲ့တာလို့ပြောပါတယ်။ဒီအမှုနဲ့လာရှုံမျိုးကတက်အချုံမှာခုနှစ်လကြာဖမ်းဆီးစစ်ဆေးခံခဲ့ရတယ်လို့ဆိုပါတယ်။ကျွန်တော်တို့မပါဘူး။တက်တဲ့ထဲမပါဘူး။ဒါပေမဲ့ မှုဖြစ်စင်မှာတော့ကျွန်တော်တို့ပါဝင်ပတ်သက်နေတယ်ပြေးတဲ့အထက်မှာကျွန်တော်တို့ပါတယ်တတ်တဲ့ထက်မှာကျွန်တော်တို့မပါဘူးပြောပြမရဘူးအခြေသလုံးတွေကိုလှိမ့်နေတတ်ထက်မှာအချုပ်တက်ချုပ်မှာ9လကျွန်တော်တို့ထမင်းနဲ့ကိုတဲတွေထည့်ကျွေးတယ်6ပေါင်နဲ့9လထည့်ထားတယ်အပြင်ကိုတစားမှထွက်လို့မရဘူး9လကိုခြေချင်းခတ်ထားတယ်ထိတ်တုံးထည့်ထားတယ်လက်ထိတ်ခတ်ထားတယ်9လထမင်းလာကျွေးတယ်ထမင်းနဲ့ကိုပဲတစ်ခွက်ထည့်တယ်တဲတွေတစုပ်ထည့်ကျွေးတယ် ညှဉ်းပန်းနှိပ်စက်မှုတွေကိုမခံနိုင်တော့တဲ့အခါလူသက်မိကြောင်းခံဝင်လက်မှတ်ရေးထိုးပေးလိုက်တယ်လို့ပြောပါတယ်။လက်မှတ်ထိုးပြီးနောက်မှာတော့လာရှိုအကျဉ်းထောင်ကိုပို့ဆောင်ခံခဲ့ရပါတယ်။အကျဉ်းထောင်ကိုရောက်မှတည်တံကြခံခဲ့ရတာကိုသိရတယ်လို့ကိုအောင်ကိုထွေးကပြောပြပါတယ်။တည်တံကြခံရချိန်မှာသူ့အသက်က18နှစ်မပြည့်သေးပါဘူး။လာရှိုအကျဉ်းထောင်ကတချို့ထက်နေရေးစားရေးအဆင်ပြေသလိုသူ့အတွက်မိသားစုနဲ့ပြန်လည်ဆက်သွယ်ဖို့အခွင့်အရေးရခဲ့တဲ့နေရာဖြစ်ပါတယ်။ ကိုအောင်ကိုထွေးရဲ့အမမနေစာထွန်းကကိုအောင်ကိုထွေးစီကအဆက်အသွယ်ရတဲ့2008ခုနှစ်ကစပြီးမောင်ဖြစ်သူလွတ်မြောက်ရေးအတွက်နှီးမျိုးစုံနဲ့ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်ဘလို့မှလည်းမဖြစ်နိုင်ဘူးမမလို့ယုံလည်းမယုံဘူးသူတို့ပြောအိမ်မနေတုံးဟာဆိုရင်လေဟိုအမားတို့လာလေဟိုဟိုဥစားစက်သားစားမယ်ဆိုအိမ်ရောက်မွေးထားတဲ့စက်ကိုရိုက်တာမျိုးလိုမောင်လေးကစက်တောင်မတက်ဘူးကြောက်တယ်ပေါ့နော်ဒီလိုမျိုးလူတက်တယ်ဆိုတာလေမမတို့ကမယုံဘူး မယုံတော့အဲ့လိုကိုမောင်ရဲ့အကြောင်းကိုလည်းကိုကသိတဲ့အတွက်အမအိုက်ကထဲရနေအမကျိုးပန်းလာခဲ့တာအခုလွတ်တဲ့အချိန်အထိပဲပေါ့နော်တယောက်ပြီးတယောက်အမနိုင်ငံရေးသမားတွေဆိုတော့အမမသိတဲ့လူမရှိတော့ဟိုလူကိုအကူအညီလိုက်တောင်းရှင်းနေတယ်ဆိုတော့မသိတဲ့လူမရှိတော့ဆရာကြီးဦးဇော်ဝင်းလို့ဆရာကြီးဦးအောင်သိန်းလို့အဲအခုနောက်ပိတ်ဆုံးကြတော့ဒီမောင်လေးလွတ်ဖို့အရေးကိုတရားလွတ်တော်ရှင်းနေချုပ်ဆရာကြီးဦးအောင်သိန်းဟိုမနာမနေပေါ့နော်ဟိုကာကွယ်ရေးဝင်ကြီးကမအောင်မဟုတ်မှမှစာရီပြန်ကြားတယ်ဆရာကြီးကပြန်ရေးပေးတယ် တရားလွှတ်တော်ရှင်းနေဦးအောင်သိန်းနဲ့2009မှာချိတ်ဆက်မိခဲ့တာဖြစ်ပါတယ်သူ့ရဲ့အမဘောမတ်နေစာထွန်းဆိုတော့ကျွန်တော်ရုံကန်းကိုရောက်လာတယ်ရောက်လာသူ့မောင်ကဟိုကလေးစစ်သားအဖြစ်နဲ့တက်ထဲရောက်နေတယ်တက်ထဲရောက်သွားပြီးတော့တက်ထဲမှာရောက်သွားရင်လူသတ်မှုဖြစ်တယ်အဲလူသတ်မှုဖြစ်ပြီးတော့ပေရန်ကြတယ်အဲအခုလာချိုးထောင်မှာရှိနေတယ်ဆိုရဲသတင်းပို့တယ်သတင်းလာပို့တော့ကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဲ့ ဆောင်ကိုအောင်ကိုထွေးအသက်မပြည့်ဘူးဆိုရဲအထောက်ထားကြီးဘာတွေရှိလဲလို့ဆိုပြီးတော့သူ့ရဲ့သူရှစ်တန်းဒီနေဘူးရဲ့ចောင်းထောက်ကန်တာတွေရတယ်။နောက်ပြီးတော့သူသကောင်စင်းလားမွေစင်းလားမသိဘူးအဲ့ဒီအချက်လက်တွေယူလာတယ်။ရတဲ့အခါကျတော့ကျွန်တော်တို့ကဒီသမရရှိကိုလည်းစာရေးတယ်။နောက်ပြီးကာကွယ်ရေးဦးစီးချုပ်ရှိလည်းစာရေးတယ်။နောက်လူခွန်ရေးရှိဝဲကျွန်တော်စာရေးပေးတယ်ပေါ့နော်။အောင်ကိုထွေးနဲ့ပတ်သက်တဲ့ဘက်ကို ကွမ်ကိုထွေးလွတ်မြောက်ဖို့2008ခုနှစ်ထဲကစတင်လှုပ်ဆောင်ခဲ့ရမှာ2012ခုနှစ်သမရဦးသိန်းစိန်လက်ထက်မှာတည်ရန်ကနေတတ်တတ်ကြွန်းပြောင်းလဲတတ်မှတ်ခံခဲ့ရပါတယ်အဲ့ဒီနောက်2015ခုနှစ်မှာထောင်နန်10နှစ်ပြောင်းလဲတတ်မှတ်ခံရပြီး2018ခုနှစ်ဇူလိုင်လ9ရက်နေ့မှာမန္တလေးအိုးဖို့ထောင်ကနေသူလွတ်မြောက်လာတာဖြစ်ပါတယ်။သူလွတ်မြောက်လာချိန်မှာအသက်26နှစ်ရှိပြီဖြစ်ပါတယ်။ 1990ကျော်ကာလတွေတည်းကရန်ကုန်အီယာဝရီပဲခူးမကွေးမန္တလေးစတဲ့အတိုင်းဒေသကြီးတွေမှာကလေးစစ်သားစုဆောင်မှုတွေရှိခဲ့ပြီး2003ခုနှစ်ကနေ2010ခုနှစ်အတွင်းကလေးစစ်သားစုဆောင်မှုတွေများခဲ့တယ်လို့လူ့အခွင့်အရေးဆောင်ရွက်နေတဲ့အဖွဲ့တွေက ပြောကြပါတယ်။လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ကဥမမောင်လေးကကလေးစစ်သားစုဆောင်တဲ့အခြေအနေနဲ့ပြန်လည်လွတ်မြောက်ရေးဆောင်ရွက်ရာမှာခက်ခဲတဲ့အခြေအနေတွေကိုအခုလိုသုံးသပ်ပြပါတယ်။တစ်ဖက်က လေးစစ်သားစုဆောင်တဲ့အခါမှာကြက်ကလေးငက်ကလေးလိုပဲချင်းချောက်လွယ်လွယ်ကူကူခေါ်သွားတာဗျမိဘတာဘာမှမသိလိုက်တာ၃နှစ်တည်းအဲပြန်လွတ်ဖို့လုပ်ရတဲ့ process အင်မတန်မှရှည်ကြပါတယ်အထူးသဖြင့်ဟုတ်လားဟိုခိုးဘက်ကာလတွေမှာဆိုရင်နှစ်နှစ်တန်းနေ၃နှစ်တန်းနေတော်တော်ကြာကြာတယ်လက်ရှိအခြေအနေမှာဆိုရင်တော့မှကျွန်တော်တို့အ ਨੇ ဆုံးပေါ့နော်ဟိုတို့တနှစ်တန်းနေ၆လတန်းနေအ ਨੇ ဆုံးကြာတယ်အော်တို့ဒီမှာလွတ်ပေးတဲ့အခါမှာလေတို့ကကျွန်တော်ထင်နေဗျအတွေ့အကြုံကလက်ရှိလွတ်နေတာတိုက်လောက်တာ ဥပမာကျွန်တော်တို့ပထမတစ်ကြိမ်ကလေးဆက်သားတွေလှုပ်ပေးလိုက်တာရှိတယ်49ယောက်လားမသိဘူးအခုနောက်ဆုံး68ယောက်လှုပ်တဲ့ကာလဆိုရင်ဒါတစ်နှစ်တစ်နှစ်ခွဲလောက်ကြာတယ်ဒီကာလအဲ့တော့သူတို့ကနောက်တစ်ကြိမ်မှာလည်းအဲ့လိုသူလှုပ်ပေးဖို့ကာလတခုသူတို့ဘက်ကဟိုဟိုဘယ်လိုခေါ်မလဲကျွန်တော် time frame တတ်မှတ်ထားတာရှိလိမ့်မယ်ဆိုတော့အဲ့တော့အခုစူးစမ်းမယ်ဆိုရင်အဲ့ time frame ကြာတဲ့အခါမှာလှုပ်ပါ လက်ရှိမှာရှစ်တန်းအဆင့်နဲ့ပညာရေးဆုံးငန်းတိုင်ခဲ့တဲ့ကိုအောင်ကိုထွေးဟာအမဖြစ်သူရဲ့အခုအညီနဲ့မန္တလေးအမရပူရာကထွက်တဲ့ခြေရတွေကို လက်လီလက်ကားရောင်းတဲ့တော်ဝင်သူဆိုတဲ့ဆိုင်လေးကိုတန်လင်မြို့နယ်ကလဝဲကျေးရွာမှာဖွင့်လှစ်ပြီးစီးပွားရေးစတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်လက်ရှိအချိန်မှာတော့ဆရာဝန်တယောက်ဖြစ်ဖို့ဆိုတော့သူ့ရဲ့ရီမန်းချက်ကိုအကောင့်ထဲမပေါ်နိုင်တော့ဘူးလို့ဆိုပါတယ်။ ူ့ရဲ့ဆန္ဒကတော့စစ်အစိုးရလက်ထက်မှာစစ်ခုံရုံးတွေကပြစ်မှုပြစ်ဒဏ်မမျှဘဲအကျဉ်းချထားခဲ့တဲ့အကျဉ်းသားတွေကိုဒီမိုကရေစီအစိုးရလက်ထက်မှာပြန်လည်စီစစ်လွှတ်ပေးစေလိုတယ်လို့ပြောပါတယ်စစ်သားတယောက်တွေ့ခဲ့တယ်စစ်သားတယောက်နာမည်တော့မေ့နေပြီစစ်သားတယောက်တွေ့ခဲ့တယ်ဘဟုကင်းမှာသူကပါဇက်ကစလိုက်တာ ငါတော့တဲ့ဝင်ပြီးတော့တောခုပလိုက်မယ်ကွာဆိုပြီးတော့ငါတနက်ယူပြီးတောခုပလိုက်မယ်ကွာဆိုပြီးတော့သူကပါဇက်ကတော့ပြောလိုက်တာအဲ့ကောင်လေးကိုတေးတန်ချပလိုက်တာဘာပြစ်မှုမှလည်းမလုပ်ဘူးလူလည်းမတက်ဘူးဘာမှလည်းမကျူးလွန်ဘူးဒီစကားလေးတခွန်းနဲ့တေးတန်ချလိုက်တာအခုချိန်ကြီးရှိတယ်မန်းလေးထောင်းပါထွန်း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 ဆိုလေကောင်လေးထွန်းထွန်းဆိုလေကောင်လေးအခုချိန်ကြီးရှိတယ်မလွတ်သေးဘူး